မင်္ဂလာပါဗျာဟိုစီဒီဖျားလေးကိုရောက်တော့ဘုရားပြောပြအောင်မနေ့ကခွေးတကုံမှာမိုးရေကြီးရပါတော့။အဲ့ဒီတလောကကျွန်တော်ပြောမှုတယ်ခွေးတကုံဖျားမှာအရန်စီဒီရှိရနော်။အရန်မျက်နှာတစ်ခုတစ်ခု၈စုရှိတယ်။အရန်မျက်နှာ၈ခု၈မျက်နှာဖြစ်တဲ့အတွက်ရှစ်စီဒီ64အဲ့တော့ဝင်းရံထားတာပေါ့ပင်မစီဒီယူပေါ့နော်။တဘာဝဘေးအန္တရာယ်ကြာရောက်လို့ရှိရင်အဲ့ဒါကြီးနဲ့ခံထားလို့ရအောင်ပေါ့နော်။အဲ့တော့64စု ဘာကြောင့်ဖြစ်ရလဲဆိုတာကျွန်တော်အရင်တော့ရှင်းပြပြီးတယ်အဲ့ဒါအန္တရာဂ64ကတက်တဲ့ချီကိုညွှန်းထားတာပါဗျာနော်အန္တရာဂတကကိုဘယ်လောက်ရှိလဲဆိုတော့လူတတန်အနှစ်တသိန်းဟန်နေပြီး10နှစ်တန်းကိုဆင်းနေပေါ့နော်10နှစ်တန်းကနေပြီးတသိန်းတန်းကိုပြန်တက်တယ်အန္တရာဂတကပေါ့အဲ့လိုကပ်ပေါင်း64ကပ်ဆိုလို့ရှိရင်တက်တဲ့ချီကြာရဲလို့တွတ်တွတ်တယ်ပေါ့နော်အဲ့တော့ဒီရွှေတကုံဖျားကြီးကတတင်းစီတတင်းချီတီတန်းပါလေဆိုရဲရွေကျက်နဲ့ ဇေဒီအရန်64သူအရွှေတကုံဖျားကဝင်းရံထားတယ်အဲရောက်လို့ရှင်ရေးကြည့်လိုက်နော်အဲ့ဒီပဲကြည့်ပေါ့နော်မိရှင်ဇေဒီတွေမှာသူကဒီဟွာဆိုရင်ဗာလေတကွန်တိုင်းဆိုတာကတော့မာနာတရားကိုညီညွတ်ထားတာပေါ့နော်အဲဇေဒီဖျားလာခွေးလူရအဲမာနာချခါဝါချမယ်နော်အဲ့ကတကွန်တိုင်းသားမှာဖနက်တွေပဲချွတ်ထီးပဲချွတ်ပေါ့နော်ပြီးရင်ဒီမဲ့ဒါ ပိတ်အဒီဟာပန်းတင်ကုံခေါ်တာပေါ့နော်ပန်းတင်ကုံဆိုတာကအဲဆူတောင်းပထနာမြို့ပန်းနေပါရင်တင်းလှူပြီးတော့ဆူတောင်းပထနာမြို့အတွက်ရည်ရထားတယ်ပန်းတင်ကုံရဲ့အထက်မှာပလင်ပြီးလို့ရှိရင်ပလင်ပြီးလို့ရှိရင်ဟိုးမယ်အဲမယ်ကြာကွက်လေးဒီဒီလူဒီလူဒီလူလေးလှုပ်ထားတာပြည့်စည်ရန်၃ခုလို့ခေါ်ပါရဲ့ဗျာနော်အဲ့ဒါဘာလဲဆိုတော့ ပစ္စယံသုံးခုကကာမတဏဘဝတဏဝိဘဝတဏဆိုတဲ့တဏသုံးတန်ကိုရည်ညွှန်းထားတာပါဗျာနော်ဇေဒီဖျားဖူးရဲ့လူတိုင်းဒါသိထားမှာငါတို့ဇေဒီတဲ့တာခုနအချွန်တက်တယ်နာချွန်တယ်ဘာကြီးလဲလို့ဖြစ်နေမှာကြောက်အပစ္စယံသုံးခုအဲ့ပစ္စယံသုံးခုမှာဒီလိုတောင်းလေးရှစ်တောင်းဖြစ်တယ်အာမဂ်ကင်ရှစ်ပါးကိုရည်ညွှန်းထားတာပါဗျာနော်အပစ္စယံအပေါ်မှာကြာမောက်ကြာလန်ရှိရဲ့ကြာမောက်ဆိုတာတန်တရာကိုပြန်ဆင်းတဲ့သဘောကုသကောင်းမှုဘယ်လောက်ပဲလုပ်လို့ မမရသည်ရဲ့အတွက်တန်လျာကိုပြန်ဆင်းနိုင်တယ်အဲပြီးကြာလန်ဆိုရင်တော့ဟိုအရိယာလန်ကိုလိုက်သွားပြီပြီးလို့ရှိရင်အပေါ်မှာဖောင်ရဲ့ခုနှစ်ရဲ့ရှိရဲအဲ့ဒါဟိုဟာဘုဇင်ခုနှစ်ပါးကိုရင်းညွှတ်တာဖောင်ရဲ့ခုနှစ်ရဲ့တော့အလဲမှာဗီဒီအပေါ်မှာအကြီးကလေးသုံးရင်အာဒီကလေးကြီးအာဖောင်ရဲ့လို့ခေါ်တယ်ပြီးရင် ठी ठी ဆိုတာကအရိယာတို့ရဲ့အရေးအာဝါဒနော်ပြီးမှစိန်ဘူးဆိုတာ နိဗ္ဗာန်ရင်သိနေတာသူပြောတာပါဗျာနော်ယေຊုတက်มาတယ်ဗုဒ္ဓတာပေါ့နော်